်မာနိုင်ငံရှိရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံမြို့နယ်ကုန်းချမ်းကျွော်ဟုတ်စုကျွမ်းမွန်ရွာနဲ့ခွေတိုက်ရွာမှာရှမ်းတိုင်းရင်းသားနဲ့ပအိုးတိုင်းရင်းသားတွေသူတို့ကရှင်သွဲနေထိုင်ကြပါတယ်။ကျွမ်းမွန်ရွာဟာဆိုရင်ရွာကအရင်လည်းမကြီးတူလို့ရန်လမငယ်ပဲအရှေ90ဝန်းကျင်ခန့်ဖြင့်တရွာရင်ရှမ်းနဲ့ပအိုးသူတို့ကရှင်သွဲနေထိုင်လာကြပြီ။မင်္ဂလာပါရှင်။အခုကျမတို့ရွာနာမည်ကတော့ ဖိုးပုံးမျိုးနဲ့ဂျုံမွန်ခမ်းကြီးဟာဖြစ်ပါရဲ့ရှင်ဒီရွာဟာပိုးတိုင်ရင်သားနဲ့ရှမ်းတိုင်ရင်သားအများစုနေထိုင်ကြပါရဲ့ရှင်ဒီရွာကအဓိကဟိုဘဝကိတ်ကလေးကရှမ်းတိုင်ရင်သားနဲ့ပိုးတိုင်ရင်သားအတူတကွအေးအေးချမ်းချမ်းနေထိုင်ကြတဲ့ရွာဒီရွာဖြစ်ပါရဲ့ရှင်အဲ့ဒီရွာနီးမှာရှိတဲ့ဟွေတိုက်ရွာဟာဆိုရင်လေရှမ်းတိုင်ရင်သားနဲ့ပိုးတိုင်ရင်သားတို့အတူတကွနေထိုင်ကြပြီးအင်ချေ70ခန့်ရှိပါတယ် อยู่นาะถ้าสังบุกดงฮิตเต็กสเนี่ยเนาะแค่กี่เพจนั่นตั้งเลยลิกเสาวสาวตั้งโอ้ตะคอยแค่ตั้งในสั้นสิดงนั่นตั้งเลยถ้าเดี๋ยวดงฮิตเต็ก์ดงมีนลูกมาตั้งเลยไล่ลูบขับมาซากอ่ะทลุทมานั่นตั้งเลยเอามาบาดเดอรพี่น้องบ่าโอ้ผม่าพี่น้องตายผมว่าผมมามีวันห้าขาในเตะลูกปีลูกน้องมันเบิร์นกันนี่ครับอันกว่าอันเยี่ยมอันรวนตันเออแกงอุ่นเจ้า จิมไผปิญญาหาจินายก็หาวคามตวยเลยအဲ့ဒီရွာလေးဖြစ်တဲ့ဇွမုံရွာနဲ့ဝဲသက်ရွာဆိုရင်အင်းများတဲ့ရာတီဥတုနဲ့စိန်လန်းတဲ့သဘောအတော်တောင်တွေပုံလွှမ်းပြီးတာယာလာပါတဲ့ကျေးရွာလေးများဖြစ်ပါတယ်။စိုက်ပျိုးရေးကအတိတ်ကအားထားတာမို့ရွာပေါ်ဝင်းကျင်မှာကြီးမားကျယ်ပြန့်တဲ့လေကွင်းပြင်တွေလည်းရှိပါတယ်။ လေယာထွန်းရဲ့စိတ်ပြိုးရှင်၊ဂျင်းစိတ်ပြိုးရှင်တွေကိုစုပေါင်းပြီးချင်းချင်းရိုင်းပင်းကူညီကလှုပ်ဆောင်ကြပါတယ်။ ရတလိအယစိတ်ပျော်လွတ်ကောင်းမှုတို့အစဉ်ပြေစေဖို့နဲ့အနေကင်းချင်းစေဖို့နဲ့နန်းသက်ပွဲကိုဒီနေ့တခါပြုလုပ်သလိုတန့်ရှင်ရေးအတွက်ဂျာမန်တန့်ရှင်စင်ကြဲတဲ့လူကြီးလူကောင်းအုပ်ကိုရေးပြီးတာဝန်ပေးအပ်ထားတာပါအဲ့ဒီတာဝန်ယူရတဲ့သူဟာအပေါက်စားခြင်းရပြီးတန့်တန့်ရှင်ရှင်နေထိုင်တဲ့သူမှသာလောက်ကင်လို့ရတာပါဒီ ทีนี้กูปอกนั่นเหมือนเจ้ากูเท่าเมือก่อนเนาะเออนี่ก็อยู่ทราบกูท่ากกี่คนกกี่เนาะเนี่ยเนี่ยก็เจ้าตื่นนี่กูคนลำด่วนก็ขึ้นกูท่าคนขึ้นกูคนลำมาเนาะกูบอกกันแล้วหลังก็นี่มีสิบหกสิบเจ็ดฮะตเื่นนี่มีห้าหกสิบเนี่ยมันปู่ว่าคนขึ้นมาถึงมามาเจ่านั้นเนาะเนี่ยตเื่นนี่อย่างที่เขียนมันเปียกมาเนาะอะไรก็ที่ต้เขียนอะไรที่ต้เขียนมาที่จริงเนี่ยเนี่ยเจะอยู่ด้วยกว่ารอเขากว่าก้อยกว่าล่างก็ หนึ่งโคกว่าเพื่อกว่าไฟได้เลยหนึ่งใจเพื่อแบบโอ้ไปเลยหนึ่งกว่าโอ้ที่นั่นว่าเขาช่องภาษาเขาเลยกว่าภาษาอุปภาษาที่นั่นนะอืมอยู่ที่นั่นอ๋ออ่ะพ่อจะมาพ่อยกมีนี่แห่ะที่ฉันยูยางอุงสงค์จ้าหนูชิจ้าชิมาใช่แล้วก็มยูตาบ้าอยูตาอุปสงค์อ่ะอยู่ชิบังยังจะรียากระชัวคงบองเลยฟังทำไม่รอ้กระชัวเออเขาบังเลยฟังทำหรอกมาบ้างเนาะอ่ะพี่รอตัวเรียกอุปสงค์อ่ะ ီမျိုးအစာပလာနဲ့ပါတတ်တဲ့မျိုးရှိရဲပြီးတော့ကျက်ပြီးရလဲအခုမျိုးစုံလေးနဲ့အမြိုင်းစင်ထားပါတယ်။မောင်မီကတော့အစာပလာတွေနဲ့ထင်ထားတာရှိပါတယ်။တက်ကလေးတော့အခုပြောဆရာမျိုးကောင်းမင်းကလေးဆိုရင်တော့မျိုးသမီးဆိုရင်ခေါင်းခေါင်းပေါင်းအာအဓိကခေါင်းပေါင်းပေါ့နော်သူကအများစုခေါင်းပေါင်းပေါင်းပါတယ်။အာပြီးတော့ကျွန်တော်တို့ရဲ့အင်ဂျီကလည်းအင်အင်ဂျီကလည်းအစာပလာလိုမျိုးရောက်စားလေးလိုမျိုးအစင်တန်စာတွေနဲ့ထည့်ပါတယ်ပြီးတော့အဲကျဲတီးတွေနဲ့လည်းပန်းမျိုးစုံနဲ့ထိုးပြီးတော့မှ ရောင်းဝတ်ဆုံးကိုပြင်ပြကြပါတယ်။ပြီးတော့ထမင်ကတော့ကျန်အပတ်ပစင်လေးနမတွေနေပေါ့နော်။ပြီးတော့သူတို့ကသူတို့ရှမ်းအင်ကြီးကိုအလားဆုံးချုပ်ထားပါတယ်။ဟုတ်ကဲ့ကြပါဆရာအစနိပါဒါကျွန်တော်တို့ရဲ့လို့ရပါဘာအုံးလို့ရပါဘုရားဆရာကဒီအမေခင်မတက်ကုန်တယ်ပါခင်မဆရာကြီးဖြစ်နေတယ်ကျွန်တော်ဒီလိုနေပါဒီခေါင်းဆိုတဲ့အမျိုးရှိတယ်ကပြီးတော့ဘိုးရဘိုးဘုရားဆရာကိုပတ်တယ်ခမဆရာဘိုးရအဲ့လိုပါဒါလည်း တော့ဒီတော့ပတ်ပတ်ဆက်ဆံရယ်အမေရာတော့ဒီလိုပတ်ပတ်ဆက်ရယ်ဟိုအမေသမီးမို့ဆိုပါတော့ဆိုတော့အမေရောနှစ်ပြရောင်ပေါ့ကောင်းစင်နှစ်ပြရောင်ဒါအင်ချီဆိုလဲနှစ်ခေရှိတယ်ခေရဲ့ခေရဲ့အထက်အထက်ပေါ့ပြီးတော့သမီးဆိုလဲနှစ်မျိုးရှိတယ်အထက်မှာအဲ့ဒါအမေရှင်ဖုံးရှိတယ်ဒီမှာလည်းရှင်ဖုံးတယ်သမီးရဲ့ရှိတယ်ပြီးတော့ compound လည်းရှိ compound ဆိုလည်းအမျိုးမျိုးရှိတယ် store ဆိုလည်း online လည်းရှိတယ်ပေါ့အဲ့လိုပုံစံမျိုးရှိတယ်ပေါ့ကျွန်တော်မျိုးသမီးမျိုးရောက်လို့ဆိုတာပိုးရောက်လို့ဆိုပြီးဒီပုံစံလေး ာပါရှင်အခုကျမတို့ရွာမှာဆန်တိုင်းသားနဲ့ဆန်ဘောတိုင်းတူမိင်္ဂလာဆောင်ပွဲဖြစ်ပါတယ်ရှင်ဒီပွဲလေးဟာဘောဘောတိုင်းသားနဲ့ဆန်တိုင်းသားကစစ်စစ်လုံးအဲရှစ်ရှစ်ခင်ခင်ကြနဲ့အဲလောဆောင်တဲ့ပွဲဖြစ်ပါတယ်ဒီရထဲမှာနှစ်ပေါင်းများစွာအတူတကနေထိုင်လာရင်လူမှုရေးတွင်မှလည်းဝိုင်းဝန်းလှုပ်ဆောင်ကြပါတယ်ရရရဲ့စင်လာပွဲတွေရိုးရပွဲတွေကိုဝိုင်းဝန်းပြီးထိမ့်သိမ့်ကြပါတယ် ယခုဆိုရင်ရှမ်းနဲ့ပိုအပြိုလူပြိုတွေဟာအပြန်အလှန်အင်ထောင်ပြူတာတွေပုံမုံများလာပါတယ်။မတူညီတဲ့ယဉ်ကျေးမှုမတူညီတဲ့လူမျိုးစုကမင်္ဂလာဆောင်တဲ့အခါသူ့လူမျိုးရဲ့ယဉ်ကျေးမှုကိုယ့်လူမျိုးရဲ့ယဉ်ကျေးမှုတွေအပြန်အလှန်အတိမတ်ပြူပြီးမင်္ဂလာဆောင်ပွဲမှာပုစာဆင်ရင်ကြပါတယ်။ရှမ်းနဲ့ပအိုးလူငယ်မင်္ဂလာဆောင်တစ်ခုမှာဆိုရင်ရှမ်းရင်ကျင်းမွတ်အဝတ်အစားကိုတို့တို့သားတို့သမီး မောင်မဲနှူးလုံးမနဲ့ပိုင်းဝတ်ဆင်ကြပြီးနေ့လယ်ပိုင်းမှာပိုးရင်ကျင်းမှုအဝတ်အစားကိုနှူးလုံးကြောင်ဝတ်ဆင်ကြတာကိုတွေ့ရပါတယ်။ဂျီမုံရွာမှာအဖေကရှမ်းအမေကပိုးအဖေကပိုးအမေကရှမ်းစားတဲ့ကွဲပြားစုံလင်မှုနဲ့ဖွဲ့စည်းထားတဲ့မိသားစုအတွင်းမှာအတူတူပျော်ရွှင်စွာနေထိုင်ကြတာပါ ျူမုံဟိတ်တိုက်ဒေတာမှာစိုက်ပျိုးရေးဖြစ်ထွန်းဖို့နဲ့စိုက်ပျိုးရေးဖြစ်ထွန်းအထက်တိုးဖို့မိုးခွဲပွဲအနေနဲ့မီလုံးပွဲကိုရွက်တလေအရပြုလုပ်ကြပါတယ်။မီလုံးပွဲမစမီမီလုံးကိုဝတနာအလိုက်ပြုလုပ်ကြပြီးယခုမီလုံးပြုလုပ်ပုံစံကိုမီလုံးဆရာကရှင်းပြပေးမှာဖြစ်ပါတယ်။ตอกในสวัสดิ์ทำไมนี่ถึงได้เนาะ สจาว่าวสเสงมาลาตนะเคยยาตนนกูนึงกูนึงเนี่ยเสงแกได้กระเพื่อตองกันเนะทีทันแกได้นะทำนาท่องนาลานั่นนะตอกได้อยู่นีะอยู่ขางตอกแจ๊กกันเนาะลาอยู่อันนี้เอาอันนี้สินีะเพื่อนเนเท่าเลยทางต้นนี่นี่ตนะอันนี้ก็ท่องว่ายาวนะท่องว่าลีลีพวกนี้เนาะลีลีทำงานลีตัวนะยอดเลย စင်အလာပွဲတစ်ခုအတွက်အပြူလူပြူတွေဟာဖះဆွန်းတော်ကတ်လူဖို့တောရွာတလေအရာညကလေးကကျူတင်ပြင်ဆင်မှုတွေပြုလုပ်ကြပါတယ်။ပိုအိုနဲ့ရှမ်းတွေသူညီတဲ့ဒလိတစ်ခုဖြစ်ပါတယ်။ဝဲမှာဆိုရင်ပိုရိုးရအုပ်စီပုံမောင်းနဲ့ချမ်းရိုးရအုပ်စီပုံမောင်းရောပြီး အတူတူပျော်ရွှင်ခြင်းပါကြတာကိုတွေ့မြင်ရပါတယ်။ဒီပွဲမှာထူးခြားတာတစ်ခုတော့ဒီပွဲမှာမျက်စိနဲ့တိုင်းခြင်းပါပြုလုပ်တာဖြစ်ပြီးယနေ့ရဲ့ဝေကပရိသတ်တွေလာရောက်အားပေးကြဖို့တွေ့ရပါတယ်။ဒီလိုမျိုးစနစ်တိုင်းလူမျိုးမျိုးစုပ်ပွဲလေးကိုတင်ပြပါရစေ။ကိုယ်တော်ရော ရောက်ရှိနေကြပါတော့။ညစာတော့အရှက်မျိုးဖြစ်ပါတယ်။အခုပြင်ကြတဲ့အချိန် ိုင်နေကြပြီးတော့မှဒီပွဲကလည်းရှမ်ဘိုးကျင်းပတဲ့ပွဲပွဲတစ်ခုဖြစ်ပါတယ်ဒီပွဲလေးကတော့သူတစ်ဖြစ်ကတော့ဟိုဘိုးရိုးရနဲ့မီရှူပေါ့နော်မီရှူလို့လည်းပွဲဖြစ်တဲ့အတွက်မလို့ရှမ်းရှမ်းလူမျိုးဘိုးလူမျိုးရဲ့ဝေရဲ့နီနာလူတွေအများစုလာလာကြပါကွယ်အဲ့ဒီလူတွေကလည်းအသူစင်နွဲကြပါဒီပွဲလေးကိုဒီစနေတိုင်းကျင်းပတဲ့အတွက်မလို့ဒီအခုဒီနေ့အထိအဲသူတို့စီလုံးလုံးနဲ့အဲကျင်းပကြနေရပါတယ် ရှယ်နဲ့အများဆုံးသိပါတဲ့အတွက်ကြောင့်မလို့အခုကျမတို့ကိုကျမတို့မြင်တဲ့ data တိုင်းပဲတင်ကွင်းလေးရလဲအဲရှမ်ပူအများဆုံးတွေ့ရပါတယ်။ရှမ်ပူမျိုးနဲ့ပိုးလူမျိုးလဲဟိုရှမ်းရှမ်းစကားလဲတတ်တယ်ပိုးစကားလဲတတ်တယ်ကြောင့်မလို့အခုကဟိုပြောပြောမလဲရှမ်းစကားလဲပြောတယ်လို့ပိုးစကားလဲကြောင်ကြောင်ချင်းချင်းကြောက်တတ်ပါတယ်။အဲ့ဒါကတော့အဲ့ဒါကတော့ ော့တက်ပေါ်ရဲ့ဆိုရင်တော့အမ်ဘယ်ကြောင်မလဲဟိုမရောက်ဘူးလေလို့လဲလာရောက်လာရောက်ပြီးတော့မှတရှိမရတာရှင်းဒါကျမတို့ ကချမ်းတိုင်းရင်သားနဲ့ပူတိုင်းရင်သားချစ်ကြည်ရင်းနှီးဖိမတိုင်းပင်ကငိမ့်ချမ်းစွာအတူတကွရှင်သွဲနေထိုင်တဲ့ရွာဖြစ်ပါတယ်။အလားတူရှမ်းပြည်နယ်အတွင်းမှာရှိတဲ့တခြားနေရာတွေမှာလည်းတိုင်းရင်သားအရှင်ချင်းငိမ့်ချမ်းစွာအတူတကွရှင်သွဲနေထိုင်မှုတွေရှိနေတဲ့ဆိုတာကိုသင်ပြလိုက်ရပါတယ်ရှင်။